is the greatest in the kingdom of heaven. ကောင်းနေနိုင်တယ်မှာဒီမှာအကြီးမြတ်ဆုံးကိုအရင်ဆုံးကဆရာဆရာမတွေရဲ့မိဘတွေရဲ့အဖိုးဖားတွေရဲ့ဦးလေးတော်တွေအကူအမတွေလောဆစ်ရှိသိခင်ခြင်းနဲ့ဆောက်ရှောက်ပြည့်တဲ့အလို့အထူးအကျဉ်းတင်တာပြောချင်တယ်။အဲ့တော့ဒီလူတွေအတွက်ကအမှန်တကားဖြစ်ပါလေ။အဲ့တော့တော်ရသမီးတို့ကဒေသနာဆောင်လာပြီးလို့ရှိရင်ဆရာမပြောတဲ့ဥစ္စာတွေကိုလူကြီးတွေအသိနာမှရှိတဲ့လူကြီးတွေဆရာဆရာမတွေမိဘတွေဦးလေးတော်တွေကတကယ်တော့ပြန်လောက်လားဆိုပြီးတော့ เนาะပြန်ပြောလို့ရတယ်ဆက်ခိုက်တာဖျားပြီးပြန်ပြောပြန်မှာဖြစ်ပါတယ်ဘာနဲ့တိုင်ပြောတာလို့မဟုတ်တော့အဲ့ဒါကရှိနေတယ်သူက driver ကတော့ video create အတူလေးများပြီးစာပြတ်ပြီးနဲ့ပြီးတဲ့ခါမှာအဲ့ဒါကိုဆက်လက်ဆုပ်ဖက်သားရဲ့အားလုံးမိကုပြန်ပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့ I just like you ပါနော်ဒီ user ချမ်းတော့အကြောင်းပြန်ဖက်တယ်ဘယ်ဘက်ဘလောက်လဲမသိဘူးနော်ဒီလိုခုလမှာဖက်တဲ့ဘက်အားဖြစ်ရဲ့နော်သူမြန်ဆက်လက်ပြီးတော့ အဲ့ဒါခဏခဏဖတ်တယ်ဒါပေမဲ့ကျွန်တော်တို့သင်ယူမိလားမသိဘူးเนาะကျွန်မကဒီအကြောင်းအရာလေးအများကြီးပဲအသင်ယူမိတယ်အဲ့တော့ကလေးတငယ်များက49နှစ်ဖြစ်တယ်သူရဲ့အရှင်မှာ56ကဟာအเจ้าပြောထားတယ်ကျွန်တော်တို့ဖတ်ပြီးသွားပြီ56မိခင်များနေမှာဖတ်တာလေသီလနဲ့သစ္စာနဲ့မိမဖတ်တယ်56 59နှစ်နောက်ထပ်58ကအဖအများဖတ်ခင်တွေပြောထားတယ် ကျွန်တော်တို့လည်းတရားသတိထားနေတယ်။စားတဲ့မှာကလေးတွေမြတ်တာ။ကလေးတွေကနံပါတ်ကဘုံမြတ်သွားလို့ရှိရင်မလွယ်ဘူး။ဒီနေ့ချိန်ပိတ်ဆောက်ဆောက်ပြုစုဟောဘယ်လိုပြောလဲ။ကိုယ်ကလည်းဆွဲပြီးတော့ကြိုက်ခွင့်အရမ်းပေါ့။ဆောက်ဆောက်ပြုစုရတဲ့သူဖြစ်တယ်။လာပြီးဆိုလို့ရှိရင်ဆမရည်မွေကြိုလာပြီးဆိုရင်ဆမရည်ကတော့တောင်းမှုလေးလေးချိန်ကုန်တာ။အဲကဲလားဆမရည်အိမ်မှာလည်းပြောနေရပါလား။ဆမရည်တို့လည်းလိုက်ကြရတဲ့တော့ပါလား။ကျွန်တော်ပြန်လေးရတယ်။ဘယ်သူကမွေးတာလဲ။ညမွေးလဲလို့ပြောရဆိုရင်ဘယ်သူကမွေးတာလဲလို့လား။ဘာမှပြန်လို့ရှိရင် လူကမွေးတော့သူလဲဖြစ်မှာပေါ့နော်အဲ့တော့အများသားဖြစ်စွဲကကလေးတွေကိုဒီလိုမျိုးသတ်မှတ်ချားတယ်ခလေးဆိုတာကဲလေးကဲတယ်နော်ကလေးဆိုတာကဲလေးကဲတယ်နော်ပြီးရင်ဒီခါတည်းမှာပြောရတာလေးလံထိုင်းပိုင်းတယ်နော်ထုံထိုင်းတဲ့ခလေးလေးရှိမှာလို့ချက်ချင်းမသိမဲ့ခလေးလေးရှိတတ်ပါတယ်အဲ့တော့ဆိုရဒီကလေးကလေးသားလေးမှာနော်ဒီအချင်းချင်းဆုံးတော့သူဆိုရင်အကြောင်းကိုပြောရစီလို့ဖြစ်ပါတယ်ဒီလိုဆိုနော်ကျမတို့ယူကြည့်ရတဲ့ နာကလည်းနည်းနောက်ဆုံးလိုက်ရတဲ့ဒီမှာအားလာပါလေဒီချီနောက်ဆုံးပါတော့သူတို့လည်းကလေးကစီကြပါလားတောင်းမှန်ပါလေအဲ့တော့ကလေးတွေကိုကျမတို့ကစင်ဒီပါဆရာတော်ကကလေးတွေမှုချိုဆရာမဆန်းစုဆရာမတောင်းဆရာမနဲ့ဒီမှာကြည့်တဲ့ဒီအားလုံးပြောသိတဲ့အကြောင်းများရှိတယ်။အဲ့တော့အဲ့ဒီအကြောင်းကစကလုံးလေးတွေပဲဖြစ်တယ်။ကျမတို့ကအဲ့ဒီနေ့လည်းပြောတဲ့စကားတွေကအဲ့ဒီသူရဲ့စိတ်ကစားမှုအမှုချက်ပြတဲ့ပုံညွှန်မှုတွေပဲအရင်ကြည့် တော့နေတိုင်းချိုးတဲ့ကောင်ပြုတ်ပြရမယ်။နောက်ဆုံးလို့ရှင်အားကက်စရာနဲ့တူတူပေါ်စားတဲ့စကလုံးနောက်ချိုးလို့ဒီတူတူလေးတွေပဲစဲလုံးနောက်ချိုးရတယ်ပြတ်ချက်။ဒီမှာချိုးတာ I love you တဲ့နော်မိကုံလာချက်။ငါမိကုံချက်တကယ်ကျွန်တော်ပြောချင်တာမသိနော်။ဆုံးလိုက်တယ်ဆုံးလိုက်တယ်နော်ချစ်တယ်ဆိုတာအမလေးပြေးလိုက်တာကလည်းတစ်ချိန်လုံးများတော့ပြောရချင်ပါစေအဖေကအရင်ပြုတ်ဆက်တယ်ဒါပေမဲ့ဒီကအ I love you ဆိုတဲ့စကားကကျွန်မအသက်ဆန်းတဲ့တဲ့ချင် ဖြစ်ချစ်စုပြုစုလုပ်ခံရတယ်အဲ့ဒါကလူဆိုင်တယ်ဒါပေမဲ့အဲ့ဒီစကလုံးကအကြမ်းနဲ့တယ်လို့ပြောလို့ဖြစ်ထားပြီးအစဗီဒီယိုဆိုင်တဲ့ဖိုက်တယ်အဲ့ဒီလိုမျိုးဖိုက်တယ်အဲ့စကတော့တည်ပြီးပြောတယ်တကယ်တော့ဒီစကလုံးကနော်ကလေးကိုလုံချုံမှုနဲ့ယုံကြည်မှုပေးပါလေတဲ့ဘယ်လိုအခြေအနေမှာပဲဖြစ်ကျွန်မရဲ့နော်ဘူးချီရဲ့မြစ်တားကမြစ်ပေါ်မှာမပြောင်းလဲဘူးဆိုရင်ငါမိကိုချစ်တယ်နော်ငါမိကိုချစ်တယ်နော်မြတ်ချစ်စရာကောင်းတယ်ဆိုဖြစ်ကြတော့အမြဲတမ်းပြောရပါတယ်ဒါကအထူးမှတ်သလုံးဖြစ်ပါတယ် နောက်တစ်ခုကတော့အဲ့ဒီ corruption ညာမင်းအတွက်မုံတွေရဲ့နော်ညာမင်းအတွက်ညာတော့အဖြစ်ကျွန်တော်တို့ကအဲသူတောင်းခါလေးလုပ်ပြီးဆိုလို့ရှိရင်ညာကိုနေလေကျွန်တော်မပြောချင်ဘူးဆိုတော့လည်းကျွန်တော်တို့ကပြန်ပြီးတော့အမှတ်ချက်ချပေးနေတယ်ပေါ့အဲ့တော့ကလေးကဘာပဲလုပ်လို့အောင်မြင်လို့တောင်းတာလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ချစ်ချစ်ပေးရမယ်မင်းအတွက်ညာကိုနေတော့မင်းလုပ်နိုင်တယ်နော်နောက်မင်းစူးစမ်းတယ်နော်အဲအဲ့ဒီအတွက်အမြင်နဲ့ပြောရင်ဒီကားတဲ့ ရုပ်ချင်းမှတွူပြီးတဲ့ခါမှာပြီးတော့ကြိုးစားစစ်ဆေးဖြစ်ပါလေ။အလကားနေမြောက်စားပြီးတော့နော်မြောက်စားပြီးတော့အသူဆေးတချို့ဆေးအော်ကလေးကဆေးရာခါဆေးနေကတော့ဆေးတဲ့တဲ့ဟိရုပ်ညာဆေးနဲ့ဆောက်ကြွားပြီးတော့ပြောတယ်မိပါတယ်သူကြည့်လည်းရှိတယ်။ပြီးကလေးအရင်ကိုတော့တပ်ပေါ်ရနေပြီးတော့ရနေတဲ့လူပဲရှိတယ်။အဲ့လိုမဟုတ်ဘူး။မလုပ်တဲ့အောက်စားဆိုတဲ့ကျွန်တော်တို့ line မှာလုံးဝမတင်သက်ပါဘူး။ဒါကြိုက်ကလေးကိုဆက်ဖဲရတယ် တော့ကျွားရာမာဆရာဆိုတာကတောင်းတဲ့အဖြစ်ပေါ့။ငါမစ္စတာဂရီရယ်နော်။ငါအာကာလော့ဂျီငါမစ္စတာဂရီရယ်နော်။အဲ့တော့ဒီကောင်ကလည်းထုတ်ပြီးတော့ဒီကောင်ပုံပြောက်ထားတယ်လို့ချက်လို့။အဲ့ကျွန်မအမပညာညာချက်ရဲ့အကြီးပါနော်။ဆမတ်တိုအဲ့ဒစ်ကအဲသူသူဆန်ဆန်အဘိုးကအင်္ဂလိပ်စာအရင်တော်တယ်။တက်တစ်ခေတ်တော့ငါအင်္ဂလိပ်စာသိပြီလားလေဖြစ်ပြီးပေါ့နော်။ကျွန်မတို့မိငယ်ကဆိုလို့ရှိရင်။အဲ့တော့ ကျွန်မဆယ်ထဲမှာယူထွက်တဲ့ခါမှာဘယ်လိုဘယ်လိုလဲတော့တင်္ဂလိပ်စာကိုကျွန်မက within high ဆိုတာလို့ဆိုရင်အဲ့လိုနေမှာကျွန်မအဲ့ဒီအစားအသောက်တွေတော့မရခဏခဏမှကြာခဏခဏအဲဆက်ပါရကတည်းကရှိကပေါ်တဲ့ပြည်နဲ့သူစစ်စာတက်တော့မတက်ခရကျွန်မအင်္ဂလိပ်စာကိုယူထွက်တဲ့ခါမှာနောက်တော့ဖြစ်တဲ့လူရတချို့ကစာအင်းများလည်းဟိုမှာစီမံသမီးတော်မိုင်းနောက်ပါတာကိုယူထွက်တာတွေပါလို့တက်လို့ကြောက်ရမှာ pressing ကောင်းဖြစ်ရတယ်။ဒါပေမဲ့ energy ကတော့ကြောက်တဲ့နေရာထဲမှာကျွန်မတို့ကလည်းအင်္ဂလိပ်စာကိုယူထွက်တာကိုယ်တော်နဲ့တူတာ တော့ကျမကျမလေးလေးရတယ်ကျမအဲ့ချိန်မှာဆိုလို့ရှိရင်အာဝိနာမှာကျဲ့ပြီးအဲ့ချိန်နဲ့နော်ဆယ်နဲ့ကြောင်းလို့အဲ့တော့ဝတ်ချမ်းသာတယ်ပဲပြေးပြေးရှိရှိဝတ်ချမ်းသာတော့ခတ်တယ်နော်ဘာပဲလေးပတ်ထားတယ်အဲ့ညတိတ်နော်အဲ့တော့အစမ်းကိုချိန်လိုက်ကိုကြီးတယ်အဲ့ဒီချိန်ကိုလည်းချိန်ဆတဲ့ဒါကြောင့်တော့ကျမဒီလိုချိန်ကိုင်းနေစိတ်နဲ့ပို့ပြီးတော့ကြိုးစားခြင်းနဲ့စိတ်နဲ့အခက်ခဲတဲ့အများကြီးရှိခဲ့ဘူးပါလေဒါပေမဲ့နော်မင်းနော်မင်းကအများရဲ့တောင်းပန်ဖြစ်တယ်နော်မင်းတို့ကလည်းဆိုတော့ပြောသေးတဲ့ကြောင့် ။ဒါတကယ်ပဲကောင်းတဲ့လူတစ်ယောက်ဖြစ်တဲ့အသက်ရှင်ဖို့ဖြည့်ရရပါလို့ဆိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ know how to feel the amazing the look ခံစားနေရတယ်။နောက်တစ်ခုကျွန်တော်တို့ကအလုပ်ကလည်းများလက်ကလေးပဲစီတဲ့ပြင်ဆင်ပြရတယ်များတဲ့ခါမှာမင်းအခုကနေလည်းခံစားရတယ်ဘယ်တော့မှမပြေဘူး။သူရဲ့စိတ်ခံစားမှုကဒီလူကဒီ emotional ကအရေးကြီးတယ်ဘဝတခြားမှာ issue ဆိုတာ emotional question အရေးကြီးတယ် ဒါ intelligent IQ ဆိုတဲ့ observation ကမြန်ရတဲ့အဖြစ်ကိုတက်ကြောက်ရတယ်။နေ့နဲ့မရှိမဲ့မြန်နေလို့ဆိုတော့ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကကျွန်တော်ကတိတ်ချာနားထောင်ပေးမှဖြစ်တယ်။နောက်တော့ဖြင့်အလုပ်ဆုပ်ပြီးတော့တာဇမန်အလုပ်ဆုပ်လိုက်တာနင်းပလိုက်အဲ့တော့ကလေးကသူ့သူ့ရင်ထဲမှာရှိတဲ့နာကျင်မှုတွေသူ့ရဲ့ပျော်ရွှင်မှုတွေတော့ညောက်ပြီးခစားရတယ်သူမရှိတဲ့အခါဆိုးပြလိုက်ဆိုးပြတော့မှတွားပြီးတော့အဲ့တော့မှလုပ်ပြချောင်းမယ်နေ့ပြောနေရမကြဘူးလားဆိုရင်အဲ့တော့မှပြန်တော့အဲ့တော့သူ့ရဲ့ခစားချက်တွေကကျွန်တော်တို့တစ်ချိန်လုံးမအားရ ညာဘက်တွေဆိုလို့ရှိရင်နောက်ထပ်ပြီးလို့တို့အပ်ပါတယ်เนาะညာဘက်ဝတ်ကျူရင်းနဲ့เนาะဝတ်ကျူခြင်းရှိလားမရှိလားတော့တော်တော်ခုနောက်ပိုင်းကလည်းပဲဟိုပုံလို့နေပေါ်လာတဲ့ခါတော့အိမ်လာဝတ်ကျူနည်းနည်းလေးနေလာလို့ဆိုပြရအောင်အတိတ်ကကသူ့ကိုနားလဲပြပြရပြီးတော့တစ်ချိန်လုံးကိုကြာလို့တက်ကြတဲ့လည်းမဖြစ်ရှိရင်မိတ်ခွေးလည်းမဖြစ်ရှိလူတိုင်းကအတူတူပဲတက်ကြမလို့မဖြစ်နဲ့ဆိုတော့ကျမတို့ရဲ့ဒီဟိုတာလက်ချက်ကြီးနော်ကျမတို့ရဲ့ဒီဓမ္မိကိုတော်ဖြစ်စားဖို့ပြတယ် အဲ့ကြောင့်လည်းမျိုးရှင်ပြီးပြီးလည်းမျိုးရှင်မဟုတ်လို့ရှင်ဒီလိုသားတွေအများသားဖြစ်တွေ့တူရင်းနှောင်းလို့ပြောခိုင်းလို့ခံစားရတာသူရငါသူရစိတ်ကမှရှိရဖွင့်ဖွင့်ထုတ်လို့မရအသက်တိတ်ဟုတ်လေသူကလည်းဆက်လက်လာခဲ့ပြီးတော့ရှိခဲ့ဆိုပြောခွင့်ရှိတယ်နော်ဒါဝင်ငယ်တွေကကျမတို့နှစ်ချစ်ပေးလို့တော့ပါတယ်နောက်တစ်ခုကတော့ you can do it မင်းလုံးနိုင်တယ်မင်းလုံးနိုင်ကျမချမ်းကလာပြီဆိုရှင်ကလေးရဘာလို့ဆုံးဖြစ်လဲသုံးနှစ်ကလေးနေဆိုတော့ ပုံစံမျိုးစုံနဲ့လာတယ်အိမ်မှာပူကြတဲ့တပည့်ပဲအကောင်လုံးပူရီပဲစမတ်လက်ပူပဲအိမ်မှာအငယ်ဆုံးပဲနော်ကိုကဓာတ်လုပ်တယ်ဓာတ်လုပ်ရှင်တဲ့စိတ်ကရှိရတယ်လို့ပူကြအဲ့တော့ပူပူချင်းတွေ့ပြီးတော့ဒါမဲ့ fight တွေလို့မရဘူးနော် fight တွေလို့ရမူတူစမတ်ဆိုများသွားဖြစ်နှိမ့်ချင်ဒီလိုလို့မရဘူးပေါ့နော်ဒါလို့ရှင်ပုံစံဒီဆွဲမယ်လူလေးရဆွဲလူပြူပြပါဆိုပုံစိုးပါတခါတည်းစမတ်ချင်ပြီးတော့ဖြစ်ပေါ်တချို့ကြောင့်ရှိရတယ်အဲ့တော့တတိခိုင်ခံမဲ့ချင်းမိခိုင်ခံမဲ့လေလို့စပယ်ထား တော့ပြည့်တဲ့ခါမှာဟိုသူဘယ်လိုပဲဆိုပါလဲအိမ်မှာသူကခွင့်ရတယ်လွတ်ချလာလွတ်တဲ့ခါမှာဒီမှာကကောင်းတဲ့ဘက်ကကျွန်တော်ပြန်ဆွေးပွားအသိဉာဏ်နေရာရရှိတယ်။အဲ့တော့ကျောင်းမှာလည်းပြေစားဖို့ပြသားလည်းဆောက်မရတယ်ပြီးလို့ရှိရင်အထုလို့အညွတ်လည်းကစားမရတယ်ခွေရမဆိုဆံမကလေးနဲ့တူကစားပြီးတဲ့ခါမှာသူတို့ဒီမှာဘာမဆိုဘာမှမနိုင်လေဆိုရယ်ဆွဲရင်အသိစိတ်တက်ရရှိလာတယ်ဆိုတွေ့ရတယ် ။တခါကျမှသစ်သားတော့နေစီရင်နဲ့ပြတ်ချသွားတယ်ဆိုတဲ့ဒါဆိုရင်မလို့လို့ဒီကောင်းလဲထဲကြောင်ပြီးတယ်။သူတို့စနစ်တကျပြန်ပြီးတော့လားအငယ်ဆုံးထားပြီးတဲ့အတွက်ကြောင့်အသေးလုံးအတုံးမှုပဲနဲ့အကြီးဆုံးကိုထားပြီးတော့မှဒီကောင်အပေါ်ကိုဆစ်ဆစ်သွားတယ်။ဟောဒါကနောက်ပိုင်းမှာဒီလိုတူတူပြန်ပြီးဟိုမှာ swelling ရှိအောင်ဒီမှာကလုံနိုင်တယ် ။ဟာနင်သူမင်းချလိုက်တာဟာပြင်းနေရပဲလို့ပြောလိုက်လို့ရှိရင်အဲ့ဘလို့မှသူမင်းမကင်ဘူး။တတိသူမင်းနဲ့မမချလိုက်ဘူးအများကြီးမရှိဘူး။ဒါလူငယ်ပြီးတော့ဘသူမှမချိဖဲစီလို့ကပြီးမှမချတတ်ပါဘူး။တခါနေပါတော့အရင်ဆုံးဟင်းညိုစချက်တဲ့ချိန်မှာတော့စီရင်တက်လိုက်ပြီးတော့ဘာဖြစ်ထလိုက်လဲရင်ထလိုက်လဲဟင်းညိုကစီဘောတော့ဖြစ်ရပြီးတော့အဲ့ဒါအမှမပြောအမေကောက်တယ်။ကောင်းတယ်ဆိုတော့နောက်ပိုင်းကျတော့အားချက်ချက်လာတော့ပြန်လဲပြင်ယူရင်းနဲ့ပြင်းချက်တယ်။မင်းကလည်းတော့လိုက်တလွေးချင်းနဲ့ နော်မင်းကအတုပချဘူးအမြဲတမ်းပါနေတဲ့အတွက်ဒီနေ့ကဘယ်တော့မှတုတ်ချင်စိတ်မရှိပါဘူး။ဒါကြောင့်မင်းလုံးနိုင်တယ်။ပါနေတယ်မဟုတ်ဘူး။နောက်ချင်ပြန်လုပ်ပါမင်းလုံးနိုင်တယ်ဆိုပြီးပြောမရဘူးလေ။နောက်ရောက်တော့ကတော့ you can try you can try try again နော်ချက်ပြီးတော့စူးစမ်းပါအရှုံးဆိုတာရှိတတ်တယ်နော်။အမရတတိတဲ့ဇာကဲလေးကိုဒီကဆောက်လုပ်ရတဲ့ဒီခါရအယူအယူအရှုပ်ဇာကဲမှာအရှုပ်သာရှိတယ်။ဒါပေမဲ့ကျွန်တော်က try again try again ဖြစ်လို့ ကဲဆက်ပြီးဒီမှာတရားနယ်ကိလေးတစ်ချိန်လုံးတာเนาะပြန်ကျူးစားလို့ရအဲ့အချူကြီးတို့ခွင်းထက်မှာသွားမထောက်နဲ့ယောဂတခါလည်းရောက်ပြီးအစီအစဉ်ဖြစ်ရမှာအဲ့တော့ဘောမမကတတ်ဆုံးကအများနဲ့ရှိတယ်ကျမဆိုမကြိုက်ခဏဆောင်းဝဲတစ်ခါမှမရှုံးဘူးဒါပေမဲ့ကျမရေးဆရာရေးတဲ့အချိန်ကအဖေဆုံးသွားတဲ့အချိန်မှာเนาะစိတ်ချခိုက်ပြီးတော့နာကျင်ရတဲ့အချိန်ဒီမှာတော့ကိုလွတ်ရမယ့်ဥစ္စာတွေပေါ့တွန်းချရမယ့်အခက်လမ်းတွေအများကြီးနဲ့ကျမဆုံးရှုံးခဲ့ဒါပေမဲ့မပြတ်လောက်လိုက်ဆိုပြီးတော့ညာကတတိပေးတယ်မိတ်ဆွေနဲ့လူချင်းမိပါတွေကတတိ ကျွန်တော်တို့ကိုဝိုင်းရလာအမေတို့ဖြစ်တယ်။တပိကပြောတဲ့အခါပြန်ပြီးတော့ငါတက်အောင်မယ်။အသက်ကြီးကြီးမကြီးကြီးဘာဆဲဘာတက်တာပဲတခြားကြောင်းနဲ့တက်တာပဲ MICD ပဲ။အဲ့မှာနေပြီးတော့စာတော့တင်ပေးတယ်ဒီမှာကျတော့ trade ပဲဖြစ်သွားတယ်။ဘယ်လိုစသဖြင့်ရှင်းမပြအကြောင်းကျွန်တော်ကိုတက်ပြီးတယ်။ဒီပတိတက်ပြီးတော့ရောက်ဘူးရဲ့။အနောက်မှာဆက်ဆက်မတက်ဖြစ်ဘူး။ image ကမမရောက်ဘူး။ဆက်တက်ဖြစ်ဘူး။ဒါပေမဲ့အဲ့ဒီအခြေအနေကြောက်ဆုံးမှုတိုင်းမှာနော်မင်းဒီမျိုးစားဖြစ်ရှိတယ်ဆိုတော့နော်သူကအပြစ်မတင်ဘူးလေ။ အမားရှိတဲ့ရှုံးသွားပြီးဒါကိုဆက်ပြီးတော့ရင်ဆိုင်ပြီးတော့ထိတ်တိုက်ရင်ဆိုင်ရမယ်ဆိုတော့အခုတင် जा ပင်ရစ်ချက်ပေးလို့ရတယ်။မတူဘူးဖြစ်ပြီးဆိုလို့ရှိရင် fight နဲ့ fight ဆိုတာရှိတယ် fight ဆိုတဲ့ခါလေးဟိုဟိုလက်တာလုပ်လိုက်နောက်ပါရှိတဲ့လက်တာလုပ်လိုက်အဲတုံးထိုက်တိုက်ကြားကိုက်ကိုက်ပဲဆက်ပြီးတော့ဒါပေမဲ့ flat ကတော့ဟောကြတယ်မလုပ်ရဘူးဆိုပြီးအဲဒီကျွန်တော်ကတော့ပြန်နေတယ်ဆိုတော့တသက်လုံးဘဝတစ်ချောင်းလုံးကအချိန်လုံးကျွန်တော်ကတော့ပြန်နေရတယ်ပြီးတော့ဒေါက်တာဆန်ဒီစင်ပြီးခင်ကသူ့ရဲ့ကြားမှာ လုံးဝနှက်မခံဘူးဒီကိစ္စကတော့လုံးဝအမြင်ရမလို့ချင်တယ်မသိဘူးခိုင်းလို့မမိနိုင်ဘူးဘယ်တော့မှကြောက်မရဘူးပြောလိုက်တယ်စာပါထုတ်ပေးလိုက်တယ်အမိရောင်လေးနဲ့နော်ကျွန်တော်စီရင်လာပြတယ်ဒါပေမဲ့အမေကဘာလို့လဲမရတဲ့အရှမ်းတော်တော့တော့ဘယ်ကြောင့်ဆရာဆရာဘာကမှမင်းကိုသင်ပေးလို့မရဘူးလို့ရတယ်နော်သူစိတ်သက်တာနဲ့ဒီပြလိုက်တဲ့ခါနောက်ပိုင်းမှာသူကတကယ်ဒီထွင်တဲ့သူဖြစ်တယ်နော်ဒါအားပေးတယ်မိခင်အားပေးစကမိခင်ကအိမ်မှာတင်ကြပေးတယ်နော်ဖက်ကလေးတွေကယူဆိုင်ပေးတယ် ့ဆိုတဲ့ခရိုင်နိုင်ငံရဲ့အရေးကိုအကျိုးရှိရဲ့ဆိုတာတွေ့ရပါတယ်သူကမိဘရောတက်တာတော့ငါမှမနေနိုင်ပါဘူးကျွန်တော်ပြည်စကလုံးတွေလည်းပဲသူရဲ့ဘဝကိုဆောက်ပါတာဖြစ်ပါတယ်ချက်ခွင့်မြတ်ကတော့နော် say thank you လားကျေးဇူးတင်ပါတယ်လို့ပြောပါတဲ့ခလေးကချွတ်ကိုသတ်ပြီးတဲ့အခါမှာကျွန်တော်ကကျေးဇူး က်စီမလဲသူ့အဖွဲ့ကိုမလျှော်ငါတက်တက်လုံးလေးပိုက်ကလူကြီးကလက်လုပ်ပေးနေရတဲ့သူဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျမတို့ကကျေးဇူးတင်တယ်ဆိုစကားအိမ်မှာမနှံ့ပြောပြပါအောင်တခြားကလေးတွေကျေးဇူးတင်တယ်လို့မပြောချက်ဘူးဘာလို့လဲဆိုတော့ဘယ်ဝိချင်းနဲ့မိသားစုတွေပြောနေမရှိတဲ့ခါမှာဒါပဲရတာကျေးဇူးတင်တယ်ကကျမတို့တရားပြဖို့လို့ကျမရဲ့ဆရာတယောက်ရှိနေရုံးမှာကျမကစိုက်ကားစီးလက်ကျေးဇူးတင်တယ်ဈေးသွားတယ်ကျေးဇူးတင်တယ်သူကြားရတယ်အမြင်တွေပြတ်တာငါကြားပြပြတ် အမကလည်းတစ်ချိန်တော့ thank you thank you လုပ်တယ်ကိုယ်ကဆိုင်ကိုမေးပြစိတ်ကြပဲကိုယ်ကဆိုင်နဲ့ပူပေးတာပဲဘာလို့ရှောက်ပြောနေရလဲဘုဒ္ဓကကျမကကျေးဇူးတင်တဲ့အတိုင်းဝိုင်းရလာတာဘုဒ္ဓကဖခင်ကပေးတယ်ငါကဘုရားကူညီပြီးတော့ကောင်းကောင်းပေါ်လာပေးတယ်စိုက်ကားကောင်းကောင်းမမားနိုင်နော်စိုက်ကားကောင်းကောင်းမမားနိုင်ဘာမှမလုပ်နိုင်နော်စိုက်ကားကောင်းကောင်းမမားနိုင်ဘာမှမလုပ်နိုင်အဲ့တော့ဘုရားကကျမကိုချောက်ချပေးတယ်ပစ္စည်းတွေယူလာပေးတဲ့ကြောင့်အမြဲတမ်းကျေးဇူးတင်တယ်ကျမတို့ရဲ့အတိုင်းဝိုင်းမှာအမြဲတမ်းပြောနေကြတာကိုသူပြန်ပြောရအောင်ဟုတ်လားတဲ့နောက်ပိုင်းသူလည်းရောင်းသွားတော့ကော

ဲ့ရှိတယ်။အဲ့တော့ဆံမက်ကတော့သိလို့မရဘူး။ဒီ plus ဒီကိုအလဲကြဆော့ဖို့ပြင်ဆင်အချိန်နဲ့ကန့်သက်ပြီးတော့ဒီလိုမျိုးနဲ့လည်းသူတို့ဖြည့်ဆင်းပေးစပြီးတော့လို့ကျွန်မစပြရတယ်။ကိုယ်တို့ရှင်ရဲ့ရောက်နေဒီခုငါတို့ကအမြဲတမ်းပဲပြေးလာတယ်ခလေးဆယ်ယောက်လောက်ဝေးထားတယ်မူကြပါခလေးအရမစိရှိတယ်အညအညနဆယ်မပြေးနိုင်ပါဘူးဒါပေမဲ့အတိတ်ကျဘယ်လိုမျိုးလုပ်လဲကဲသူမရအကြီးသွားဘယ်လိုလုပ်ပေးမလဲအရရနေရတခုယူကြရမလားတခုနေရဒီဥစ္စာငါမနေခင်ကတည်းကနေရတော့ဘာမှမကြိုက်ဘူးလားအမေကိုတော့ဆယ်လာလို့ဆရာမလို့တော့နော် အကြီးကြီးပြန်ပြီးတော့တောင်းပန်ပေးလိုက်တာအဲ့တော့မေတ္တနာမဆိုသူတို့ကိုဖြည့်ဆွနေပြီလားငါဒါပဲပြန်မယ်ဒါပဲတော့မဟုတ်ဘူးဖေးအောင်ပါလေပြီးရင်ဒါမှအဲ့တောင်းနေလို့ထဲမှာပဲနော်သူကိုယ်တိုင်လုပ်ဖြစ်ပြီလားနောက်တစ်ခုကတော့မင်းရဲ့စဉ်းစားမှုလို့ငါကြိုက်တယ်နော်အဲ I love your idea ဘောအဲ့တော့အဲ့ဒါကတော့ဒီကဲ thinking skill တွေစဉ်းစားနိုင်စွဲတွေပြုလာစေအောင်ဖြစ်တာအချင်းချင်းပစ္စည်းတွေတွေ့ရနော်အမျိုးမျိုးတွေဖြစ်တယ် လိုလိုရင်ကမလေးရဲ့မရှိသေးတာအရာဝင်ချက်နော်အဝါနဲ့အစိမ့်နဲ့ပေါင်းလို့ရှိရင်ဘာအရာဖတ်တာလဲအဝါနဲ့အညီနဲ့ပေါင်းလို့ရှိရင်ဘယ်လိုအရာဖြစ်လာမလဲဆက်တဲ့ပြသူတို့ပဲစနိုက်ကနေတွေ့နေခိုင်းတယ်လက်တွေ့မြင်တာလုပ်ရင်းနဲ့သူကအနာကျစ်တယ်ပဲသူဆိုလို့ရှိရင်ဒီလေးမျိုးဒီဆွေးတဲ့သူရဲ့ငငယ်လေးကသူရဲ့မိဘနဲ့မိစေတကယ်ချင်းတွေကသူအားပေးတယ်နော်ဒီမြင်ကြည့်ပါမှာပဲသူဆော့ရင်ကစားရင်းနဲ့ပစ္စည်းတွေဖြတ်စည်းရင်းနဲ့သူကမရဘူးသူချိန်ဆမှုသူတည်ရင်းနဲ့ဒီထွင်းတာပေါ့ကျွန်တော်တို့ကကြတော့ မိဘကိုယ်တိုင်ကဥပ္ပုတ်ကျွတ်ရုပ်လေးကိုကစားကြရဲအကုန်လုံးအစင်းလေးပဲပြင်းပြင်းကဘာမှမလုပ်တဲ့ကျွန်တော်တို့အလုပ်တဲ့ညီမယူရဓတိရရှိပေါ့တိထွေဖန်တီးရတော့ညီမကြီးရတော့ငယ်ငယ်လေးနောက်ကျနော်ဒါပေမဲ့ဒူးစားနိုင်တဲ့လူရှိတာပဲလို့အကြည့်ကကတော့မင်းရဲ့နော်စဉ်းစားနိုင်တဲ့လူများတိတိပြုံးစဉ်းစားလိုက်ဘာဆက်ဖြစ်လဲဘာဆက်ဖြစ်လဲတချို့ရှိရင်တစ်ချိန်လုံးသူပဲပြောနေတာတစ်ချိန်လုံးသူပဲပြောနေတယ်ဆိုတော့နေပါအဲ့နဲ့ကြတော့ပါ အရှင်တို့ပြောနေတဲ့အကြောင်းကတယောက်ရှိပြီဆိုရင်ဆရာမအတော့မပြောတော့သူပဲအဆက်မပြတ်ပြောနေတယ်ထက်တာလေးနေရောပြီးတော့မှပြန်ပြောမဟုတ်တဲ့ channel တွေလည်းအင်္ဂလိပ်စာသာသင်ပြီးတော့သူမပြောရအောင်ဘုံတွေကပြောနေတော့ဆရာမကမင်းနဲ့ဘုံကတော့ရှေ့ဆက်သက်ဖြစ်နေအဲ့တော့သူတို့ဒီနာဒီသူမှလည်းဆွဲရင်ရှိရကျွန်တော်ပြန်မြင်တင်ပြီးလို့ဆိုတော့ပြရတယ်နောက်တစ်ခုကတော့ဦးတက်တဲ့ check out listen to them နော်ကျွန်တော်နားထောင်ပြီးလို့ ဆိုတော့ပြောတဲ့ကလေးဆိုတော့ခဏလေးနေပါအော်မပြောရင်စဉ်းစားပါဘုလို့ရှိရင်ကလေးအနှမျိုးရှိအေးတဲ့လူပဲတွေ့တဲ့လူရှိကိုယ့်ရဲ့အိမ်မှာနှစ်ယောက်ရှိတယ်နှစ်မျိုးဖြစ်တယ်ခဏလေးယောက်ရှိရင်မင်းမျိုးဖြစ်တယ်အဲ့တော့ဘာမှမပြောတဲ့သူကဒီတိုင်းပဲသာနောက်ထပ်ပြောတဲ့လူပဲနောက်ထပ်အဆင်မပြေဘူးမပြောတဲ့သူကလည်းစကားပြောလာလို့ကျွန်တော်တို့ကပြန်ပြီးဆွေးခေါ်မပြောပါအောင်နောက်ရည်မှာပါချက်ပါမယ်နောက်ထပ်လူစားကြတယ်မားနေလာတယ်အပြန်နဲ့အဲ့ဒါဖြစ်ကျွန်တော်တို့ပြေးဖို့ အရင်ပြောတဲ့ကိုယ်လည်းတိတိ break လုပ်ထားတယ်ပဲ။မြေထားကောင်းဆောင်ခဏလေးခဏလေးခဏလေးကသူတို့ပြောတာကြည့်လိုက်ခဏလားမလားကျွန်တော်ကလည်းလေးဆရာကြီးကိုမြောက်လိုက်ချလိုက်တော့ချရဲဆိုတော့တွန်းလေးကြိုက်ရမှာမဟုတ်ဘူးလား။နည်းအဲ့ဒါစတဲ့ပြင်ပြရဲဆိုတော့တွေးရပါလိမ့်မယ်။နောက်ဆုံးတစ်ခုက you are important person for us ။မြေဟာမြေကြီးတော့တို့တွေအတွက်အရေးကြီးတဲ့တရားပဲဖြစ်တယ်။မြေဟာအရေးကြီးတယ်နော်။ မင်းကချစ်စရာကောင်းတယ်မင်းကတန်ဖိုးရှိတယ်နော်မင်းကမင်းကတတ်နိုင်တယ်လို့နော်ညီညာပြောဖို့လိုအပ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ကနော်ကလေးတွေကိုသူတို့ဆွေးရင်မြင့်တင်ပြရရောက်ပါလေတဲ့တောင်းမြစ်ချက်ကတော့ကလေးကိုလုံးဝမနိုင်စေပါနဲ့တဲ့အကြီးကတော့အရင်ငယ်ကောင်းတယ်ငယ်ပြီးကတော့ထွက်တယ်အကြီးကအဲစကားနဲ့တဲ့အစတဖြစ်နေတာရှိပြီးပြောလိုက်လို့ရှိတယ်သူကဆွေးရင်အားရရပါလားနော်ဘုလိုမှာဆွေးရင်အားရရပါလားဒီနေ့မှမဆွေးမှမရဘူး အဲ့ဒါလည်းအကြည့်ရမှာပေါ့သူရဲ့ဆွဲနေဒီကုဒီဘယ်ဘက်မှာဆွဲရအားသာလဲဆိုတာတော်တော်ကြာမှတော့ကျွန်တော်တို့ကချစ်တဲ့လားဘယ်လိုမျိုးတူပါမိမလေးရကလေးမျိုးဟုတ်တယ်နောက်တစ်ချက်ဆိုတော့အလောက်ကဘုရားတစ်ချက်ငယ်ငယ်ရဆိုတော့ဘုရားကလည်းဒါနဲ့သူဆွေးနေတဲ့သူရှိတယ်။ဒီမှာရဲ့အမပြောက်ဆိုရင်သူကဟိုစက်တော့ပပန်းနေတာအစားမျိုးပေါ့။လက်ကူးလုပ်တာအစားရတယ်။ကျွန်မစနေရတာပြန်လက်ကူးဆစ်စစ်ဖြစ်တယ်။နောက်ခောက်တာလည်းပြည့်ပြည့်စစ်စစ်ရတယ်။အဲ့ဒါကိုပြင်းနေတယ်လို့ပြောရတယ်ပြင်းနေတယ်လို့နော်။ 第二个二千六百的吧，第二个叫啊，他跟张一帆拿上去嘛，那时候阿乐最近不好了，没进去了，不然今年的阿乐就出来了，没啊，第一起码了，我们几岁了，一年多了，都拿阿大家的库来东西，那哪个人家丢给没东西，隔壁家的阿奶，出来几个月没事。အတက်ဆရာဆရာလေးပြောပေးမယ်အဖြစ်သဘောဆောင်တဲ့စကားကိုအဖြစ်တင်တဲ့စကားကိုတော့ပြောပေးမယ်ဆိုလို့ရှိရင်တကယ်ကိုလူတိုင်းကစိုးရတဲ့ပြောင်းမရှိပါဘူး လူကြီးနဲ့ပတ်ဝန်းကျင်ကြောင့်လည်းစိုးရိမ်တွေဖြစ်လာပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီစကားအဖြစ်လူကလေးတွေကလေးတိုင်းကိုပြည်သူမျိုးချောင်ပြည်သူအပ်တယ်ဆိုတော့ကျွန်မအဲဒီအပ္ပတ္တမတပိုင်းကလူကြီးတွေပြောသူဖြစ်ပါလေလို့နောက်တော့ဒီနေ့တို့ဒီစကားဆယ်လုံးလို့မကြားရဘူးပြောတာမကြားရဘူးဆိုလို့ဆမတ်ကိုပြောပြရမရပါဘူးလို့နော်။ Next part ကျွန်မဗီဒီယိုဖိလစ်ကိုကြည့်ချင်ပါတယ်။အဲ့ဒါကြတော့ခုနပြောတဲ့အမှတ်ငါးလုံးနဲ့ညာကဖြစ် ်ရှက်ခင်းတွေကိုပူဇော်ပြီးတယ်ကောင်းကြီးပြီးတယ်ပြီးခင်းတဲ့အောင်အားဖြင့်ကောင်းနေနိုင်တယ်တော့သူ့ရဲ့နိုင်ငံဖြစ်တယ်ပြောရတဲ့ဆက်ဖြစ်တယ်နောက်တစ်ခုကအားလုံးချင်းပဲပြီးလို့ရှိရင်အားလုံးမျိုးကိုနားကုတ်တယ်ဖြစ်နေတာမကြည့်ထားလို့ရှိရင်ပြင်ရအောင်စလို့ရပါပြီ The disciples into the country with the Holy Spirit to heal sick. Yeah, dear, okay, just to let me get out. You know what I mean? I think the dining 老板，都是几个好戏的？要是要是年底的呀，天天去，反正就是在路这边。哎，早上都没有什么客户，那今天那边天气不就让俺厂里来？那就能不要来干嘛了？天气预报都没。高铁吧，是高铁，高铁门票几了？高铁买不就是嘞？高我们那是坐不动，只能坐一，那不好。是早时谁我应该扫了没？ ်အပြင်မလို့နော်။ကောင်းကင်ရင်ချပြီးတော့မှဖျားတင်ပေးရတဲ့ကြည့်စုချက်။ဘောလုံးချင်းဘယ်ရအောင်ဆိုစားရရှိရလဲလားနော်။စားရရှိရလဲလားတက်တယ်။ကောင်းကြီးဆိုတာနှစ်ခုရှိတယ်။ဖျားလည်းပေးတယ်စားလည်းလည်းပေးတယ်။ဒါတော့ဘုရားကဖျားတယ်ကောင်းကင်ကိုမျောချိတော့မှပို့ပြီးတော့ပွားလာပြောချင်တာဆူတောင်းတော့မှယောဂါကျင်းတယ်ပို့ပြီးတော့ပြောပွားလာဖြစ်တယ်နော်။ဒါကြောင့်မလို့ကျွန်တော်တို့ကဘာပဲလုပ်လို့ဆူတောင်းပြီးတော့မှစားမယ်။ဆူတောင်းပြီးတော့မှ ောမယ်။အစ်မတို့ကအညီအစ်ကိုပြည့်လို့တယ်။ပြည့်ရခါမှာလူပနေရောက်စားရတယ်တဲ့။အဲ့ဒါအားလုံးပြင်လို့ရတယ်။ဘုံများကနိုင်ငံနိုင်ငံလူပနေရောက်စားရတယ်။ဇက်ဖက်တော့တတိထားပြီလားမသိဘူး။ယောက်ျားငားတော်များရှိတယ်တဲ့။ယောက်ျားကြီးပဲငားတော်ဆိုတော့ထားလိုက်တော့တအိမ်တယောက်မွေးတယ်ပေါ့ကွာ။အမျိုးသမီးရဲ့ဆိုတော့သုံးယောက်ပဲထားလိုက်တာတော့။အဲ့တော့ငားသုံးပြီ။ဆိုင်ကအနည်းဆုံးတပေါင်းဝေးချက်ပါ ဒီလိုမျိုးစားအနည်းဆုံးကတော့ပဲဖြစ်ပါလေ။ဝင်ရလို့ပြအတိတ်ကကဘုရားကိုကျေးဇူးတင်နေစိတ်နဲ့ကျမတို့ကဘာပဲလုပ်လို့လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြောပါတယ်ကောင်းလေးရဖြစ်ပါလေနော်နောက်ဆုံးမိကုံးကတော့တာရသမီးတို့မိမယ်အကျွမ်းကျန်မယ်တောင်းရလဲဆက်နဲ့တောင်းရလဲဘာဖြစ်လို့တကယ်ရှုတာဒီအကျွမ်းကျန်ကခိုင်းတာဘာဖြစ်လို့ကခိုင်းတာဖြာသမီးမအမိုက်ချလို့ရှိရင် အဒီလေးအမကြိုက်ဘူးနော်ပြန်ကောက်ပါဟုတ်တယ်မလားမဖြစ်လို့ကောက်ခိုင်းလိုက်စာရဲ့ဥစ္စာဘယ်ရာမဆိုတာဖြစ်လဲတန်လို့ရှိရနော်ဘယ်ရာမဆိုတန်လို့ရှိပါလေနော်အကျွေးကျန်တဲ့တပည့်စီဆိုရင်အောက်ကိုမချကြအောင်ပြန်ပြီးတော့တင်ရမယ်အထက်ကတော့ဒါကိုဖုန်တီးခြင်းဟာအဖြစ်ဖြစ်တယ်ဆိုတာကိုဒီတမန်ကျမ်းစာတွေမှာသင်ကြားပြတာဖြစ်တယ်တဲ့ဒါလို့သူတို့ကဘာပဲလုပ်တော့ဝိညာဉ်ခြင်းဆိုတာအမြဲတမ်းနားလည်ပြီးလို့ရှိရင် ပစ္စည်းတွေကိုပြတ်သိမ်းမယ်၊ချမင်းစားလက်ပြတ်သိမ်းမယ်၊ဒါကြောင့်လို့အိမ်လာထဲမှာလည်းတချို့ရေးထားတယ်၊ကိုယ်ပစ္စည်းကိုပြတ်သိမ်းပါအဲ့ဒါဆိုဘာလို့လဲမရှိတော့ခိုင်းတာ။ဘုရားရှင်ဆရာမကြီးကတော့လောင်းနေတာဆက်တူဖြစ်မှာ။အမြင်နဲ့ကျွန်တော်မြစ်ချပြီးလို့လည်းပါတယ်။အကင်းစစ်ဒီဒီကျွန်းကြံကပ်ခိုင်းလာကြဒီလူတွေအပြင်စိတ်ကတရိစံလေတော့တခြားကျွေးလို့ရတယ်အကောင်ကြီးမှတ်တယ်ညောင်ကျွေးလို့ဖြစ်တယ်ဘေးအရာကိုမှမထုတ်ပြရဘူးတဲ့ကျမတို့ကတောင်းမိပေးတယ်ဆွဲရည်ပြထားတယ် ီတိုင်းနဲ့တခြားပါဘူးသိပြီးတောင်းထဲမှာထည့်ပြီးတော့ဘာပြန်ဖိုက်တောင်းလဲပြုတ်ပြမဟုတ်ပါဘူးပြန်လဲပြီးတော့အလုံးပြုတ်လို့ဖြစ်တဲ့အကြောင်းဒီမြားအဖြစ်နားလည်ရပါတယ်ကျွန်တော်ရဲ့အသက်တာမှာစဉ်းနေတဲ့ဒုတိယအဖြစ်ကျွန်တော်တို့ဒီတိုင်းကပြုတ်ပြထားတယ်ကိုကိုရံလည်းပြုတ်ပြထားကြရတယ်နော်အဲ့ဒါကျွန်တော်အားလုံးအကျဉ်းချက်ပေါ်ပြီးတော့ဖတ်ဖို့ဒီဆောင်ရွက်ချက်ပါအကျိုးကိုပဲဒီနေ့ချင်ပါတယ်အားလုံးဖြတ်ရှိကောင်းကြီးပြပါခင်ဒီကချက်စင်ချက်နဲ့ပေါ့နော်တရားဒီကဘင်းကပြီးသွားတယ်